ားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ជួសជួလိုက်ပါတယ်ခင်ဗျာကျွန်တော်အပိန်28ရက်နေ့နေကုန်အတွက်ဒုတိယလေးကိုတော့ပြပေးသွားပါမယ်ခင်ဗျာပထမဆုံးကျွန်တော်တို့28ရက်နေ့7နှစ်နာရီတမနဲ့အတွက်ပထမဆုံးထိပ်စည်းလေးဟာနေ့ရက်နေ့ရက်ဟိနှလုံးပေါင်းခြင်းက၄ရပါတယ်၄ရပါဝါက၉ပါခင်ဗျာနော်၄ပါဝါ၉ဖြစ်တဲ့အတွက် ီမှာကျွန်တော်တို့ကိုထိတ်စီလေးထွက်သွားပြီเนาะနည်း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 ပေါင်းတော့လေးလေးပေါင်းဝါကိုကိုထိတ်စီပါခင်ဗျာเนาะနောက်တစ်ခုကျွန်တော်တို့ဆက်ချိမယ်နောက်တစ်ခုကဒီကကိုရယ်ဘုံရယ်เนาะဒီနှလုံးပေါင်းခြင်းက7နှစ်နှစ်ရယ်ပေါင်းဝါက9เนาะ9ဆိုတော့ဒီမှာလည်း9ထိတ်စီလေးထွက်သွားပါတယ်မဆက်စီရနေ့7နှစ်နိုင်တမနဲ့မှာ ဖြစ်နိုင်ခြေရှိတဲ့ထိတ်စီလေးကတော့3ညနဲ့9နဲ့ ပေါင်းချင်းကတော့9ပေါ့ခင်ဗျာเนาะ9ရဲ့ပါဝါက3ညเนาะ9ပါဝါ3ညဆိုတော့ကျွန်တော်တို့ဗာထိတ်စီရသွားပြီလေ3ညထိတ်စီရသွားပြီဟုတ်ပြီเนาะ3ညကြလုံးရသွားပြီကျွန်တော်တို့အပိတ်ကဏ္ဍလေးကိုဆက်ကြည့်မယ်ဟုတ်ပြီအပိတ်ကဏ္ဍလေးကတော့အပိတ်ကဏ္ဍကเนาะအပိတ်ကဏ္ဍလေးကတော့ဒီဟာ ဒီ၃လုံးပေါင်းခြင်း၃၁၆ပေါင်းခြင်းဟာ9 9ရဲ့ပါဝါက2ဟုတ်ပြီနော်9ပါဝါ2ဖြစ်တဲ့အတွက်ဒီမှာ2အပိတ်နဲ့ကျွန်တော်တို့ဘာထွက်သွားပြီလဲဆိုတော့60နဲ့2ထွက်သွားပါတယ်နော်60လေးထွက်သွားပါတယ်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကလည်းဒီဟာကျွန်တော်တို့2ရဲ့3ရဲ့8ရဲ့ပေါင်းခြင်းကဟုတ်ပြီနော်ပေါင်းခြင်းက73ပေါ့ခင်ဗျာနော် sorry ပါဒီမှာ ဒီမှာကျတော့၃လုံးယူလိုက်တာခင်ဗျာနော် sorry ပါ6တ3ညပေါင်းခြင်းက9 9ရက်ပေါင်းဝါ2 9ရက်နှက်ခတ်က3ညဟုတ်ပြီနော်အဲဒီမှာကျွန်တော်ကနှစ်ကိုပဲယူပါတယ်နော်နှစ်ကိုယူတဲ့အတွက်ဒီမှာကျွန်တော်နှစ်ပိန်နဲ့60နှစ်ထွက်သားပါတယ်ခင်ဗျဒီမှာလည်းဒီလိုပဲယူမှာပဲ103ရပါတယ်3ရက်ပေါင်းဝါက8 3ရက်နှက်ခတ်က9 9ဖြစ်တဲ့အတွက်ဒီမှာလည်းကျွန်တော်ကဘာဖြစ်သွားပြီလဲဆိုတော့ เนาะငါအပိနဲ့85ဆိုပြီးထွက်သွားပါတယ်ခင်ဗျာเนาะဒါကြောင့်မို့လာမယ်ကျွန်တော်တို့28ရက်နေ့17နိုင်တမနဲ့မှာ3ခွက်ထွက်သွားပါမယ်ခင်ဗျာเนาะဒီဟာ9ရက်9ရက်4ရက်ပေါင်းချင်းက14 8ရပါတယ်78 8ရက်ဘာဝါက3 8ရက်နှက်ခတ်က1ဒါကြောင့်မို့ခဏလေးရကျွန်တော်တို့ပါရမလဲ3ည8 3ည3 3ည1ဟုတ်ပြီเนาะဒါကတော့17နိုင်တမနဲ့အတွက် အနံလေး၃ခွက်ထွက်လာပါတယ်၃ညကစားလို့ရပါတယ်ခင်ဗျာနော်ဟုတ်ပြီနော်ဒါက၃ည၈၃ည၃၃ည၁ပရမနေ့ကနေစပြီးဆိုကျွန်တော်ပါထွက်မယ်၁မထွက်တာဘူး၂ထွက်လာတယ်၃ထွက်သွားပြီ၄ထွက်သွားပြီ၅ထွက်သွားပြီ၆ထွက်သွားပြီ၇ထွက်အောင်၈ထွက်သွားပြီ၉မထွက်သေးဘူးပေါ့ခင်ဗျာနော်၉နဲ့၁နဲ့မထွက်သေးဘူးပေါ့ခင်ဗျာနော်ကိုနဲ့တင်းနဲ့မထွက်သေးဘူး။ကိုကတက်တမတက်လိုက်တဲ့အပြောက်ကနေလိုက်တဲ့သူကတော့ကျွန်တော်တို့ဒါလေးထိုးလို့ရပါတယ်ခင်ဗျာနော်။ တဲ့၃ညတစ်ထိုးလို့ရပါတယ်เนาะ၃ညတစ်ထိုးလို့ရပါတယ်ကိုကြိုက်တဲ့လူတွေကြတော့ဟောပြီကိုကြိုက်ရင်ညနေပိုင်းကိုကနန်းလေးထွက်အောင်လုပ်ပါเนาะအခုကျွန်တော်ညနေပိုင်းအတွက်ထွက်ပြမယ်ခင်ဗျညနေ၄နာရီခွဲအတွက်เนาะ၄နာရီခွဲကိုကျွန်တော်အခုထွက်ပြပေးပါမယ်ပထမဆုံးထိတ်စီးကိုကျွန်တော်တို့ချိန်မယ်ဆိုရင်ထိတ်စီးကတော့ဒီဟာနှစ်ရက်ဟောပြီเนาะနှစ်ရက်6ရက်ပြီးတော့ဒီဟာ6ရက်เนาะဒီဟာနှစ်ရက် ဟုတ်ပြီနော်2 6 6ဘောင်းချင်းက10 16ရပါတယ်6ရဲ့ပါဝါက1ဒီမှာဘာထွက်သွားပြီလဲဆိုတော့ဒီမှာ6 sorry ပါ1ထိတ်လေးထွက်သွားပါပြီနော်6ပါဝါ1ဆိုတော့1ထိတ်လေးထွက်သွားပါတယ်ကျွန်တော်အပိတ်လေးပဲတစ်ခါတည်းကြည့်မယ်အပိတ်လေးကိုတစ်ခါတည်းကြည့်မယ်ဆိုရင်အပိတ်လေးကဒီနှလုံးပေါင်းချင်းနော်ဒီနှလုံးပေါင်းချင်းဒီနှလုံးပေါင်းချင်းက ် sorry ပါဒီနှလုံးပေါင်းခြင်းเนาะဒီက၃ညနဲ့နှစ်နဲ့ပေါင်းခြင်းเนาะဒါမဟုတ်ပါဘူးခင်ဗျဟုတ်ပြီနော်ဒီမှာ၃ညရဲ့2ရဲ့ပေါင်းခြင်းပေါ့နော်၃ညနဲ့2နဲ့ပေါင်းခြင်းက2 2ရဲ့ပါဝါက9ဒီမှာ9အပိတ်1ခွန်းထွက်သွားတယ်နော်2 6 6နဲ့ပေါင်းခြင်းက16 6ရဲ့ပါဝါ1 1ထိတ် ုံညာနဲ့နှင်းနဲ့ပေါင်းခြင်းကနှင်းနှင်းပေါင်းဝါခုနှစ်ခုနှစ်ပိတ်နဲ့တစ်ခွန်ထပ်သွားတယ်ဟုတ်ပြီနော်နောက်တစ်ခုကလည်းကျွန်တော်ကြည့်မယ်ဆိုရင်ဒီမှာနော်9ရက်2ရက်6ရက်3ရက်ဟုတ်ပြီနော်9 2 6 3ပေါင်းခြင်း9ဒီမှာ6နဲ့3တော့9ဒီမှာ9နဲ့78 78နဲ့2တော့ပေါင်း20ဟုတ်ပြီနော်78နဲ့2နဲ့ပေါင်းတော့20ဆိုတော့လောက်ဖြစ်တာလေ cú dễ nê dễ cho chào dễ sư dễ tì dễ nó thì má nê dễ chào dễ yeah, chào dễ nê dễ đi à tàu nhà dễ yeah. ừ nó tàu nhà nê chào chào nê bao nhiêu ngà ကျော်တို့16ရတဲ့6ရက်ပါဝါက1တစ်ထိတ်ထွက်ထားတယ်အပိတ်က3ည2နဲ့ပေါင်းချင်းက2နဲ့ပါဝါ9ဟုတ်ပြီနော်တစ်ခွန်ထွက်သွားတယ်3ည2 6 6နှစ်ပေါ့ခင်ဗျာ9လုံးပေါင်းချင်း2 4 9လုံးပေါင်းချင်းဟုတ်ပြီနော်အောက်မှာလဲကျော်တို့9လုံးပေါင်းချင်းမှာဒီဟာကျော်တို့ဘာနဲ့ပေါင်းမလဲ8 9 2 6 3ပေါင်းချင်း9လုံးပေါင်းချင်းပဲဟုတ်ပြီနော်ဒီမှာဆိုရင်တက်ရှယ်19 16ဆို9.6နဲ့ဆို28 8ရဲ့ပါဝါက3ဒီမှာ3ထိပ်စီကျွန်တော်တို့အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီကောင်နဲ့နော်8နဲ့3နဲ့ပေါင်းတော့17 8ရဲ့ပါဝါက6ဒီမှာ6ပိတ်36ထွက်သွားပါတယ်ဟုတ်ပြီနော်ဒါကြောင့်မို့ကျွန်တော်တို့28ရက်နေ့ညနေ4နာရီခွဲမှာဖြစ်နိုင်ခြေရှိတဲ့ထိပ်နဲ့ပိတ်ကတော့ နော်ဒီ၅လုံးပေါင်းခြင်းခွန်3ညခွန်3ည5၅လုံးပေါင်းခြင်းက14ခုနှစ်နဲ့လီ14တုံညာနှလုံးနဲ့ပေါင်းတော့14ငါးနဲ့ပေါင်းတော့19ကိုရဲ့ပါဝါက4ဂျာကြောင့်မို့ကျွန်တော်တို့ညနေပိုင်းကိုကျွန်တော်တို့၄ထိပ်စီရသွားပြီပေါ့ခင်ဗျာနော်လေးထိပ်စီအပိတ်လေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီနှလုံးပေါင်းခြင်းက9နဲ့9နဲ့ပေါင်းခြင်းက12နှစ်ရဲ့ပါဝါ9ဒါကြောင့်မို့ပြန်ရှင်းကနန်း40နဲ့9 ဟုတ်ပြီနော်84ရက်ထွက်သွားပြီ40ခုပြန်ရှင်းပါတယ်ဒါကအမီတို့ကြိုင်နေတဲ့ရင်ထိုးပါမကြိုင်နေတဲ့ရင်မထိုးပါနဲ့ဟုတ်ပြီနော်ဒီမှာတွဲလို့ရအောင်ဒီနေ့ကလည်းတွဲကနန်းနဲ့ထွက်သွားပါတယ်ခင်ဗျာနော်ကျွန်တော်အဲအရန်တည်းထွက်သွားတာပေါ့ခင်ဗျမနေ့ကကျွန်တော်တွက်ပြလိုက်တဲ့ထဲမှာအရန်ကလေးထွက်သွားတယ်ဒီမှာတော့အကျန်တွက်လာတဲ့ဒီမှာဒီမှာခွန်9နဲ့96ကျွန်တော်ပေးလိုက်တာနှစ်ပါဝါ9နှစ်နဲ့ခါကလေးဒီမှာခွန်4ထွက်သွားပါတယ် ဟုတ်ပြီနော်မလေးအောင်အရင်ကနန်းထွက်သွားတာပေါ့ခင်ဗျာတွဲထိုးတဲ့လူတွေတော့ပေါက်သွားတယ်ခင်ဗျာနော်အခုလည်းဒီလိုမျိုးပဲ9ပါဝါ3ညာ9ရဲ့နှက်ခတ်က3အဲ့တွဲထိုးလို့ရတယ်9ပါဝါ4 9ရဲ့နှက်ခတ်က6ဒီမှာလဲဒီမှာတွဲပြီးသား2ပါဝါ9ရဲ့နှက်ခတ်က4ဒီမှာဆိုရင်အပူးဆိုရင်ပါရှိမှာလဲမနက်ပိုင်းမှာဆိုအပူးက3 3ရှိပါမယ်ဟုတ်ပြီနော်3 3ရှိပါမယ်အပူးထိုးနေကြတယ်လို့ညနေပိုင်းမှာပါရှိမှာလဲ4ပူးရှိပါတယ်2ရဲ့နှက်ခတ်က4ဖြစ်တဲ့အတွက်4ပူးရှိပါတယ် ော်အဲ့ဒီအထဲမှာမှာကျွန်တော်ရွေးပေးပါမယ်ကဏန်းလေးကောင်းတဲ့ကဏန်းလေးရွေးပေးမယ်ဆိုရင်ကျွန်တော်တို့တစ်ကဏန်းကြိုက်တဲ့အတွက်သုံးညတစ်လည်းကြိုက်ပါတယ်သုံးညရှစ်ကြိုက်တယ်ဟုတ်ပြီနော်အပူမှဆိုရင်တော့ဒီနှစ်ခွက်ထိုးပါနောက်တစ်ခုအပူထိုးခြင်းတဲ့လူကဘာရှိမလဲဆိုတော့အပူထိုးခြင်းတဲ့လူက1 1 6 6ရှိရှိထူပါနော်အဘူက1166883344ထိုးလို့ရပါတယ်ဟုတ်ပြီနော်48ကောင်ပြန်ဆင်းနိုင်တာပေါ့ခင်ဗျအားလုံးပဲကျွန်တော်တို့ အပိန်နေတော့ကြနေ20ဆီနေမှာအားလုံးပဲကံကောင်းကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ